ျွန်တော်ဘာကြီးစားလုံးဝမတက်ဘူးဘာကြီးချစ်မောင်းကျွန်တော်ကုန်းဆောင်ဟိုဘက်မှာပေတော့နဲ့ပင်တုံးဆိုရွာရှိတယ်တနေ့တော့ဘာကြီးချစ်မောင်းကငါမင်းပင်တုံးသွားရင်တဲ့ငါတငယ်ချင်းတန်လုံးကိုစားပေးလိုက်ချင်တယ်ဘာကြီးတန်လုံးကဟိုဘက်ရွာနှစ်မိုင်လောက်ဝေးတယ်ကျွန်တော်ဘာကြီးလည်းစားမတက်ဘူးစားပေးလိုက်ချင်တယ်ဆိုတော့မြင်းလဲနဲ့ကျွန်တော်ကသွားဘာကြီးပေးလေလို့ဆိုစားပေးလိုက်တော့အိထက်ထက်တန်လုံးပေးလိုက်ကွာအရေးကြီးလို့ပါဆိုတော့မြင်းလဲပေါ်ကြမှာကျွန်တော်သတိရဟာဘာကြီးကစားလဲမတက်ဘူးစားလဲပေးလိုက်တယ်ပေါ့ ကျွန်တော်အိတ်ထဲထုတ်ဖတ်လိုက်တော့ဒုချောင်းနှစ်ချောင်းအဆက်ကလေး20လာချမ်းလေးဆွဲထားပြီးတော့20နွားရုပ်ကလေးနဲ့နောက်30ထားမင်လေးဆွဲထားပြီးနောက်20အိုးလေးတွေကငွေလေးထွက်နောက်ဒီမှာလေးတန်စင်လေးပြီးတော့ဒီမှာဝါလုံးဝါလုံးလေးကိုသူခဲရတယ်မင်းညာဟာမြတ်စွာဘုရားအခေလည်းမပါဘီးလည်းမပါဘဲနဲ့ဘာရတန်အနှုံးကိုစာပေးလိုက်တယ်ဆိုတော့မြင်းလဲเสียကိုကြောက်ခဲကိုပြတယ်ကျွန်တော် ဦးကျော်ခေဖတ်ဆမ်းမအောင်ကျွန်တော်တို့ဘယ်လို့မှဖတ်မရအောင်မင်းလူမဆိတ်ကြီးရတယ်ကြားရက်ကွာတဲ့နော်ဦးတန်လုံးချက်ချင်းသွားဒါကိုလည်းသိချင်တာဘူးဘာလို့တန်လုံးအဖဦးချက်မအောင်စားပေးလိုက်လို့အမလီအဲ့စာမျောနေတာမအောင်ဖတ်ပြစမ်းမအောင်ဘာပြရဆိုတော့အမဒီကောင်လာစားနှစ်ရက်နေလာမယ်ပြောနေတာတဲ့ မတို့ရွာနွားရောင်းမပြောတာပဲကွာတဲ့နှစ်ရက်လောက်နေပြီထရေသေးပါလေတောက်ကြတာပေါ့ကွာတဲ့ဩဟုတ်ကဲ့အိုးလေးကငွေထွက်နေရငါ့ရင်ထမင်းစားမပြောတာအဲ့ဒါထမင်းအိုးလေးဩဟုတ်ကဲ့ဒီဘက်ကလေးတိုင်စင်ကအညင့်စင်လေးတဲ့ရွာမှာဖျားဖို့ရှိတယ်ဩဟုတ်ကဲ့ဟွာလုံးလေးဆက်ပြီးမဲရောင်ချဲထားတာဟာအဲ့ဒါတန်လုံးငါဖို့ဟာတယ်ဟုတ်သားပဲတဲ့ ဩဒီဘက်ကဒုတ်ချောင်းကြီးနဲ့ဩအဲ့လိုနှချောင်းချစ်ထားတဲ့မောင်ချစ်မောင်မင်းပါကြီးဗျာတဲ့ချစ်မောင်မှတန်လုံးတို့ပြည့်တဲ့စာပေါ့ကွာတဲ့ဟုတ်တယ်ဖြစ်တာပဲအရေးကြီးတာနားလည်ဖို့ပါနော်